လူသိရှင်ကြားလက်ထက်ခွင့်တောင်းခဲ့ပေမယ့်လက်ထက်မှမဟုတ်ဘူးလို့ပြောခဲ့တဲ့ Tupian အဖွဲ့ဝင် Tayon ဖေဖော်ဝါရီလ9ရက်မှာ Tupian အဖွဲ့ဝင် Tayon နဲ့သူကောင်မလေးရဲ့ဓာတ်ပုံတွေက အွန်လိုင်းလိုမှုအတိုင်းဝိုင်းမှာပြန့်နှံ့လာခဲ့ပါတယ်။ဂျပန်နေမှာခြေရင်းကပရီမျိုးမှာရှိတဲ့အဖရမျောစင်ရှိမှဆိုရင်တော့ဒူးထောက်ပြီးတော့လက်စုပ်ကိုကင်ဆောင်ထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ကရိုက်ကူးခဲ့တဲ့အရိတပ်ပုံတွေကိုဂျပန်စီယာတူက၎င်းတို့ရဲ့လူမှုမီဒီယာအကောင့်မှာတင်ခဲ့ပြီးတော့အွန်လိုင်းမှာပြန့်နှံ့သွားပြီးတဲ့နောက်ပြန်ဖြန့်ခဲ့ပါတယ်။ခြေရုံးရဲ့အေဂျင်စီကကိုယ်စားလှယ်တူက ဒီတဲ့ပုံတွေကလက်ထက်ခွင့်ကန်လန်ကျက်ရဲ့တစိပိုင်းကြီးနဲ့ယူထားတာမဟုတ်ပါဘူးလို့ရှင်းပြခဲ့ပါတယ်။အဲဒီပုံတွေကမနေ့ကသူရီဆောင်ဝင်နေ့အတွက်ရိုက်ထားတဲ့တပုံတွေဖြစ်ပြီးတော့ကဲမကောင်းအကြောင်းမလားဆိုတာပေါက်ချပြီးတော့ အွန်လိုင်းမှာလူမှုအတိုင်းဝိုင်းမှာပြန်နိုင်ခဲ့ပါတယ်ဆက်လက်ပြီးတော့ကိုစလေကသူဟာသူ့ချစ်သူနဲ့ဆက်ဆက်ရေးကောင်းနေအများနဲ့ဆက်ရှိနေပါတယ်အချိန်မှန်လို့တစ်ချိန်ကြာရင် သူလက်ထပ်နိုင်မယ်လို့ကျွန်တော်တို့ယုံကြည်ထားပေမဲ့အခုချိန်မှာတော့ချက်ချင်းလက်ထပ်ဖို့အစီအစဉ်မရှိပါဘူးလို့ဆိုပါတယ်ထေယွန်က2020ခုနှစ်မှာနာမည်ကြီးမဟုတ်တဲ့ချစ်သူနဲ့တွင်နေကြောင်းလူသိရှင်ကြားထုတ်ပေါ်ခဲ့ရလဲဖြစ်ပါတယ်။